အားလုံးပဲမင်္ဂလာပါခင်ဗျာ KSO Blog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတင်ဆက်ပေးသွားမှာကတော့ဓာတ်တော်မူရောကံကူစီရောများကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်နဲ့တူ live ပါဖူးမြော်လေပတ်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာဓာတ်တော်မူရောကံကူစီရောများကရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတုံမြို့နယ်ပလဲမြို့တိဗရံများကျောင်းတော်ရာဝင်းတွင်းမှာတည်ရှိတာဖြစ်ပါတယ်ရှိကားချေဝန်းနဲ့မြေနေရာပေါ်မှာဗဒံများဆရာတော်ဥတုံသရာက၃နှစ်နီးပါးအချိန်ယူကတည်ထားတော်မူခဲ့တာဖြစ်ပါတယ်။ ပင်မစေရီတော်ကြီးအပါဝင်စေရီတော်အစုပေါင်း181စုရှိပါれခမညာပင်မစေရီတော်မြတ်ကြီးဤညံတော်မှာ108ပြီအမြင့်ရှိပြီးဗကံဖျားသုံးစုဤပုံစံတော်ကိုမိညံကတည်ထားတော်မူခဲ့တာဖြစ်ပါれအောက်ခြေကိုတော့အာနန္ဒာဖျားပုံစံလှိုင်ကူတပွဲအလဲပိုင်းကိုတော့စူလာမှုနီး အထက်ပိုင်းကိုတော့တပ်ပြင်းညို့ဖျားပုံစံတော့အတိုင်းတည်ထားတော်မူခဲ့တာဖြစ်ပါတယ်ခင်ဗျာစီတော်မြတ်ကြီးအတွင်ပိုင်းမှာကိန်းဝတ်ဆံပေတော်မူနေတဲ့မုထွာပုံတဲ့ရက်တော်မူမြတ်စွာဘုရားလေးစုကိုလည်းဖူးမြော်ကြည်ညိုနိုင်ပါတယ် ထုံးဖြူပြားများကိုလှည့်ပတ်ဖူးမြော်ရင်ရှမ်းပြည်တောင်ပိုင်းကမွေတော်ကက်ကူရောက်သွားသလိုမန္တလေးကကုတူတော်ဖျားများကိုရောက်သွားသလိုကျွန်တော်စိတ်ထဲခံစားမိတယ်ဗျာကံရည်ပြင်ထက်ကတူနိုင်မရတတ်တော်တိုင်းမှာယဟန္တာတတ်တော်မွေတော်များကိုဘူးတုတ္တရဝေလ ీల ာကြီးညိုနိုင်ပါတယ် ဓပုံရိုက်တာဝါသနာပါသူတွေအတွက်ကံရည်ပြင်ရေပန်းအလှနဲ့တက်ဖန်းလို့လည်းရရယ်နော်။ဒါအပြင်ဈေးဝယ်ထွက်အောင်မလားအမှတ်တရပစ္စည်းတွေနဲ့အသီးအနှံတွေကလည်းအဆုံးလည်ပါပဲ။ ဖျားများရှိရာကို YPSCV လာမယ်ဆိုရင်မင်္ဂလာတော်အမှတ်3လမ်းမကြီးပလဲလန်းစုံမှတ်တိုင်မှာစင်ပြီးဝင်ခဲ့ရမှာဖြစ်ပါတယ်။ကိုပိုင်ကားနဲ့လာမယ်သူတွေအတွက်ကားပါကင်တစ်ချောင်းဝန်းရှိတာကြောင့်ကားပါကင်ပြမှာလည်းတွေးဖို့ရှာမလိုဘူးနော်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့လည်းကန်ထူးကန်မြင့်ကန်ပွင့်စီဖို့မင်္ဂလာတော်မျိုးနဲ့ပလဲမျိုးတင်မှာတည်ရှိပြီးထုံးဖြူဖျားများလို့လူတိများကြော်ကြားတယ်။ရှင်ဒီယိုလီရဟန္တာအရှင်သူမြတ်ကြီးဤဓာတ်တော်မွေတော်များကင်းဝတ်ဆံပြေတော်မူရာဓာတ်တော်မွေတော်ကန်ကူစီတော်မြတ်များရှိရာ ဘူး။တွားရောက်ဖူးမြော်ဖို့အတွက်လဲညုံပေးလိုက်ရပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ blog လေးကိုကြည့်ရှုပြီးကုသိုလ်တရားများစွာတိုးပွားကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ကြည့်ရှုပေးကြတဲ့တူဦးပြောက်ချင်းဒီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။နောက်ထပ် blog တွေမှာလည်းပြန်လည်ဆုံတွေ့ပါမယ်။အားလုံးကိုနှုတ်ဆက်ပါတယ်။တတ်တာ